နေစဉ်နဲ့အမျှဖြစ်လေဖြစ်တာရှိတဲ့အဖြစ်ပြက်လေးတွေကြာတခါတရံဖြစ်တဲ့ဂျုံတော့ဂျုံရဲ့အဖြစ်ပြက်တစ်ခုခုဖြစ်လာပြီဆိုရင်တော့အဲ့ဒီအဖြစ်ပြက်ကိုလူတွေကထူးဆန်းတယ်လို့သတ်မှတ်ကြပါတယ်။အဲ့ဒီလိုသတ်မှတ်ကြလို့လည်းတမယိုးကြအဖြစ်ပြက်တိုင်းမှာဆန့်ကျင်ဘက်ထူးဆန်းတဲ့အဖြစ်ပြက်တွေရှိခဲ့တာပါ။လူတိုင်းလူလူကလည်းဂျုံရကြားရနေတာပါ။အဲ့ဒီလိုပါပဲကျွန်တော်မှလည်းကိုယ်တိုင်ဂျုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့တခြားတော့မဟုတ်ပါဘူး။ကျွန်တော်မိတ်ဆွေကြီး George Lindor ရဲ့အဖြစ်ပြက်ပါ။ ။ "तू ကနာမည်ကျော်မြင်းတစ်ခုကြီးပါ။တကယ်တော့ तू နဲ့ကျွန်တော်ကငယ်တငယ်ချင်းတွေပါ။ခက်ငယ်ငယ်ကလေးကကစားဖို့ကစားပတ်တွေဖြစ်ခဲ့ပါတယ်။အဲဒီချိန်တွေကဒီကောင်ကမိုက်ကန်းကန်းဂျစ်ကန်ကန်စရာရှိတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိခဲ့ပါတယ်။အဲဒါကြောင့်မဲ့ဒီကောင်နဲ့ကျွန်တော်နှစ်ပေါင်းများစွာ꿰သွားပြီးတဲ့နောက် Jefferson မှာဒီကောင်နာမည်ကြီးမြင်းတစ်ခုဖြစ်နေတယ်လို့ပြန်သိလိုက်ရတဲ့ချိန်မှာကျွန်တော်မအံ့ဩတော့ပါဘူး။ဒီကောင်ကိုထိုင်ပြီးတော့အံ့ဩနေဖို့လည်းအချိန်မရှိပါဘူးငငယ်ကလေးတွေကတင်းတင်းမွမွနေပြီးတော့စာကြိုးစားတဲ့ကျွန်တော်ဟာ လင်းတော့တရင်ကိုပြန်ကြားရတဲ့အချိန်မှာသူ့လိုပဲနာမည်ကြီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့လင်းတော့လိုမျိုးမြင်းတခုဖြစ်တဲ့နာမည်ကြီးတာမျိုးတော့မဟုတ်ပါဘူး။နိုင်ငံကျော်စာရေးဆရာကြီး John W. Reno ဖြစ်တဲ့နာမည်ကြီးနေတာပါ။ဒီနာမည်ကိုဒီကောင်လဲကြားဘူးချိန်မှာကြားဘူးမှာပါ။သူကစာဝေးပေဝေးငတိပဲဟာ။လင်းတော့တရင်ကိုသာကျွန်တော်ကြားခဲ့ပေမဲ့လူကိုယ်တိုင်တော့မစုံပြစ်ခဲ့ပါဘူး။အင်းလေနိုင်ငံကျော်စာရေးဆရာတစ်ယောက်နဲ့မြင်းတခုကြီးတစ်ယောက်စုံတွေ့ဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ။ ါပေမဲ့လည်းအဲ့ဒီမလွယ်တဲ့ကိစ္စကြီးကတိတိပပဖြစ်ဖို့တနေ့မှာတော့အကြောင်းဖန်လာခဲ့ပါတယ်ဖန်လာရတဲ့အဲ့ဒီအကြောင်းရင်းကလည်းထောင်ထဲရောက်နေတဲ့လင်းတော့စီကစခဲ့တာပါ အချိန်ကတော့သူ့သတင်းတွေကျွန်တော်ပြန်ကြားရပြီးတော့နှစ်နှစ်လောက်ကြာမှ1889ခုနှစ်နဲ့1888ခုနှစ်အကူစောင်းဦးကာလာကြီးမှာပါချမ်းချမ်းစည်းစည်းနဲ့တွေ့ဝေအောင်ကြာနေတဲ့မနက်စောစောတခုမှာလင်းတော်ရှိနေတဲ့ရဲဘက်စကန်ကကြောက်မိုင်းတွင်ပြိုကျလို့လင်းတော်တယောက်အနှိမ့်စရောက်သွားပြီဆိုတဲ့သတင်းအဲ့ဒီသတင်းကိုသတင်းစာထဲမှာကျွန်တော်ဖတ်လိုက်ရပါတယ်လင်းတော်တယောက်လည်းတေပွဲဝင်သွားရတာပါကန်ဆိုးလိုက်တဲ့ငွေချင်း ကျွန်တော်စိတ်မကောင်းတော့ဖြစ်သွားပါတယ်အရင်ကလူချင်းမတွေ့တာတော့မြင်းတစ်ခုတယောက်ဆိုပြီးအစဉ်တန်းခွဲခဲ့ပေမဲ့အခုမှကျွန်တော်တငယ်ချင်းတက်ရောက်စဉ်ဘလောက်ကြီးတယ်ဆိုတာကိုနားလည်ခဲ့ပါတယ်လင်းတော့အတွက်လည်းတော်တော်နဲ့မဖြေဆဲနိုင်ဖြစ်ခဲ့ရပါတယ်အဲဒီလိုနဲ့ပဲလင်းတော့အတွက်ကျွန်တော်ရင်မက်ထဲမှာကြိမ်မီးအောင်တို့လိုမျိုးခံစားလို့ကောင်းနေတော့၃ရက်မြောက်နေ့သတင်းစာထဲမှာလင်းတော့နဲ့ပတ်သက်ပြီးတော့နောက်ထပ်သတင်းတစ်ပုဒ်လာပြန်ပါတယ် င်တော်ရဲ့အလောင်းကြီးထန်းစင်ဘော်ကနေပြုတ်ကြပြီးတော့လင်းတော်တယောက်အသက်ပြန်ရှင်လာပါတဲ့ကျွန်တော်ရင်ထဲမှာအံ့ဩမှုဝမ်းသာမှုထူးဆန်းမှုတွေနဲ့အတူပုံမပြနိုင်တဲ့ခံစားမှုတွေခံစားလိုက်ရပါတယ်ကျွန်တော်စိတ်ကိုထိမ့်ပြီးတော့သတင်းစာကိုစိုးအောင်ဖတ်ကြည့်လိုက်ပါတယ်သတင်းစာထဲမှာကဒီလိုရေးထားပါတယ်ကြောင်မိုင်းပြိုကျပြီးတော့12နှစ်ကြာမှတူးဖို့ရရှိခဲ့တဲ့လင်းတော်ခန္ဓာကိုယ်ကြီးကို ထောင်စည်းရုံကဆရာဝန်တွေကကိုယ်တိုင်စစ်ဆေးပြီးသွားလို့တည်ဆုံသွားပြီဆိုတဲ့အကြောင်းကိုအတည်ပြုပေးခဲ့ကြပါတယ်တဲ့ဆရာဝန်ကြီးရဲ့စစ်ဆေးချက်တွေကတော့ထောင်အနာပိုင်းတွေကလည်းလင်းတော်ရဲ့အလောင်းကိုထောင်စည်းရုံမှာရှိတဲ့ရ ရေခဲတိုက်တွေကိုပို့လိုက်ကြပါတယ်။အဲဒီလိုနဲ့ပဲ၃ရက်မြောက်တဲ့နေ့မှာတော့လင်းတို့ရဲ့အလောင်းကို ထောင်စည်းကမ်းနဲ့ညီတကြိုဖို့လုပ်ခဲ့ကြပါတယ်။စုတော်မြစ်တာစာရွေးရမယ့်အခန်းထဲကိုလင်းတော်ရဲ့အလောင်းကိုတည်လာဖို့စေယုံဝန်ထမ်းနှစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။တာဝန်ပေးခဲ့တဲ့ဝန်ထမ်းနှစ်ယောက်ကလည်းလင်းတော်အလောင်းကိုဝစ်စုံတစုံလွှမ်းပြီးတော့အခောင်းရှိနေတဲ့စုတော်မြစ်တာပို့သားတဲ့အခန်းထဲကိုအလောင်းကြီးထမ်းတည်လာခဲ့ကြပါတယ်။အဲဒီချိန်မှာတည်းမဲ့လင်းတော်ရဲ့အခြေအနေကပြောင်းမှုအကြောင်းဖန်လာတော့တာပါ။လင်းတော်ရဲ့လောင်းတင်ထားတဲ့ထမ်းစဉ်ကိုဝန်ထမ်းနှစ်ယောက်ကတယောက်ကခေါင်းကထမ်းတယောက်ကခြေကနေထမ်းပြီးထုတ်လာခဲ့တာပါ။ရေခဲတိုက်တွင်ဇင်းညက်လန်တစ်ယောက်ကိုဖြတ်လာပြီးတော့ခမ်းမရှိတဲ့လက်ရဘက်ကိုအချိုးအကွေရ ရှိကထမ်းလာတဲ့လူကခြေချော်ပြီးတော့ရိုင်ကျသွားခဲ့ပါတယ်။အဲဒီလူနဲ့အတူထမ်းစင်ဘော်ကလင်းတို့အလောင်းကြီးကလည်းမြေကြီးဘော်ကိုခေါင်းနဲ့ကျသွားခဲ့ပါတယ်။ဒုက္ခနဲ့မြည်တဲ့နောက်မှာနောက်ကလူတွေကြားလိုက်ရပါသေးတယ်။ရိုင်ကျသွားတဲ့ဝန်ထမ်းကလည်းကုန်းယုံထပြီးတော့ထမ်းစင်ကိုကျမ်းပြင်ပေါ်မှာပစ်ချလိုက်ပြီးတော့လင်းတို့ရဲ့အလောင်းကြီးကိုပြန်ကောက်တင်မဲ့လုပ်တဲ့အချိန်မှာနှလုံးသွေးတွေရက်တန့်သွားလာအောင်ကြောက်စရာကောင်းလာတဲ့အဖြစ်အပျက်ကြီးတစ်ခုကိုသူကိုယ်တိုင်ကြုံတွေ့လိုက်ရပါတယ်။ တရင်တဲနဲ့ညင်းညူနေတဲ့လင်းတော်လောင်းကြီးကငုတ်တုတ်ထထိုင်လာတာပါ။ဘာပြောကောင်းမလဲဝန်ထမ်းနှစ်ယောက်လည်းကြောက်ကြလွန်းလို့ငဲတန်းပေါင်းကိုအော်ပြီးတော့ထွက်ပြေးကြပါရယ်။ခဏလောက်ကြာမှတော့လင်းတို့လောင်းကြီးထထိုင်နေဆိုတဲ့နေရာကိုသူတို့နှစ်ယောက်နဲ့အတူထောင်ရာရှိတဲ့ဆရာဝန်တွေပါရောက်ရှိလာခဲ့ကြပါရယ်။သူတို့ရောက်လာတဲ့အထိလင်းတော်လောင်းကြီးကငုတ်တုတ်ထိုင်နေတော့မှပဲ။ခေါင်းကိုလက်နဲ့ပုတ်ပြီးတော့တွင်တွင်ကြီးညီးနေတော့မှဆရာဝန်ကြီးတွေကလင်းတော်ဘေးမှာငုတ်တုတ်ဝင်ထိုင်ပြီးတော့လင်းတော်ကိုအသေးချာစစ်ဆေးလိုက်ကြပါရယ်။တေချာသွားပါပြီလင်းတော့ဟာမသေးပါဘူး အဲ့ဒီလိုလဲပြောလို့တော့မရပါဘူးလင်းတော့ဟာတေသွားတာတေကြပါတယ်အခုမှတဖန်ပြန်ပြီးတော့ရှင်လာတာပါဒါလည်းမဟုတ်နိုင်ပါဘူးတေသွားတာတေကြလို့ရှင်ပြန်ရှင်လာနိုင်စရာအကြောင်းလည်းမရှိပါဘူးဘယ်သူမှတေသွားပြီးရင်ပြန်ရှင်လာလိမ့်လည်းမရှိပါဘူးပြန်လည်းမရှင်နိုင်ကြပါဘူးအဲ့ဒီမတေတာနဲ့ပြန်ရှင်လာတာစကလုံးတစ်ခုကြာမှဆရာဝန်ကြီးတွေဝီရော်ဒီပွားခဲ့ကြပါသေးတယ်ဘလို့ပဲဖြစ်ဖြစ်လင်းတော့တယောက်ကတော့တက်ရှိထင်ရှားပြန်ရှင်လာတာကတော့အမှန်ပါပဲဒါပေမဲ့လည်းသူအရင်လိုတော့သွားလာလှူရှားလို့တော့မရတော့ပါဘူးမြေကြီးတွေပြီလို့ခြေတစ်ဖက်ကျိုးသွားပါတယ်ဆရာဝန်ကြီးတွေကတော့ ော့လင်းတော့ကိုသူ့ရဲ့ခြေတော့ကုဖို့အတွက်ထောင်စေးုံမှာတင်ပေးလိုက်ကြပါတယ်လင်းတော့တယောက်ကန်ကောင်းသွားခဲ့ပါပြီတရင်စာဖတ်ပြီးတဲ့နောက်မှာတော့ကိုအင်းကြီးရှေ့ကိုဒုတ်ကောက်ကိုဆွဲပြီးတော့ကျွန်တော်လမ်းလျှောက်ထွက်ခဲ့ပါတယ်လင်းတော့ရဲ့ဖြစ်ဖြစ်ကတော်တော်လေးကိုထူးဆန်းနေဆိုတာအဲ့ဒီမှာကျွန်တော်လက်ခံလိုက်ရတော့တာပါပဲလမ်းပေါ်မှာလည်းဟိုတစုဒီတစုနဲ့လူတွေကတရင်စာထဲမှာပါလာခဲ့တဲ့လင်းတော့ရဲ့တရင်ကိုပြောနေကြပါတယ်ကော်ဖီဆိုင်နဲ့ကားမတ်တိုင်တွေမှာလည်းလင်းတော့ရဲ့အကြောင်းကြီးပဲကြီးစိုးနေပြပါတယ်ဘာကြောင့်မှန်းတော့မသိပါဘူးလင်းတော့အကြောင်းကိုအဲ့ဒီလူတွေပြောနေတဲ့နေ့ကြားလိုက်ရတဲ့အချိန်တိုင်းမှာကျွန်တော်စိတ်ထဲမှာလ င်းနောက်ကိုပြည့်တွေ့ကျင်တဲ့စိတ်တွေတဖွာဖွာပေါ်လာခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့အဲ့ဒီဆန္ဒဟာလည်းတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်။ ကျွန်တော်ကလူကသာတိမ်တိမ်မွန်းမွန်းနဲ့နွန်းနွန်းညံ့ညံ့ရှိတာစိတ်ကတော့တိတ်ပြီးတော့မသေးလာပါဘူးကျွန်တော်လှုပ်ချင်ပြီဆိုရင်မရရအောင်လှုပ်လို့ရမှာပါလမ်းလျှောက်ရာကနေအိမ်ပြန်မရောက်မီမှာပဲထောင်အနာပိုင်တွေကတစင်ခွင့်တောင်းပြီးတော့လင်းတော့ကိုသွားတွေ့ဖို့တဲ့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဆုံးဖြတ်ချက်တိုင်းပဲစူးစမ်းကြည့်လိုက်ပါတယ်ကျွန်တော်စာရေးဆရာကြီး John W. Reno ပါဒီနေ့သတင်းစာထဲမှာပါတဲ့လင်းတော့အကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ပါကျွန်တော်ရင်ထဲမှာလည်းတော်တော်လေးကိုထူးဆန်းတယ်လို့ခံစားလို့ပါအဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကိုရောလင်းတော့ကိုပါတွေးဆမင်းမြန်ကွင်းရနိုင်မလားခင်ဗျစာရေးဆရာကြီး တူးအနေနဲ့ခွင့်ပြုပေးစေချင်ပါတယ်ကျွန်တော်အိမ်ကနေပြီးတော့ထောင်ကုန်တယ်လီဖုန်းနဲ့အရင်ဆုံးဆက်သွယ်လိုက်ပါတယ် ဂျွန်ဝရီနိုဆိုတဲ့နာမည်ကြောင့်လားတော့မသိပါဘူးထာဝနာပိုင်တွေကချက်ချင်းပဲရှော့ရှော့ရှူရှူလိုလိုလားလားကိုခွင့်ပြုပေးလိုက်ပါတယ်တွေးဆုံမှုရက်ချင်းပေးလာပါတယ်ဒီလိုနဲ့ပဲတွေးဆုံငွေရတဲ့နေ့မှာထောင်ရာရှိ၃ဦးနဲ့အရင်ဆုံးတွေ့ခဲ့ရပါတယ်သူတို့ကကျွန်တော်ကိုလင်းတော့ရှိတဲ့မိုင်းတွင်းမြေပုံနဲ့ကဲဆယ်ခဲ့ပုံတွေကိုအသေးစိတ်ပြောပြကြပါတယ်ပြီးတော့အဲ့ဒီနေရာကိုလည်းလိုက်ပြခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဓာတွေကိုကျွန်တော်စိတ်ဝင်စားပါဘူးလင်းတော့ကိုတွေ့ကျင်တာရဲ့တည်သွားတာနဲ့ပြန်ရှင်လာတာကြားမှာဒီကောင်ဘလို့နေတယ်လဲဆိုတာကိုသိကျင်တာရဲ့ပဲစိတ်ဆန္ဒစောနေခဲ့ပါတယ်ဒါပေမဲ့ လည်းအောင်ဤတီးခံပြီးတော့နားထောင်နေရပါတယ်ဒီလိုနဲ့လင်းတော့ကိုစေးအုံမှာတွတ်တွေ့ရတော့ကနဦးမှာလင်းတော့ကကျွန်တော်ကိုမမတ်မိပါဘူးကန်ဆက်မြို့လေးကကျွန်တော်တို့ရဲ့ငယ်ဘဝအကြောင်းတွေကိုပြောပြတော့မှပဲသူမတ်မိသွားတာပါမတ်မိသွားတော့လဲသူ့ပုံစံကအန်အောဝမ်းသာနေပါကြောက်ပတ်ဒီစီးထားတဲ့ဘဘက်ချောက်ကိုဆက်ပြီးတော့ဂရင်ခေါင်းရင်းကိုကြောမိထိုင်ရင်နဲ့ကျွန်တော်ကိုနှစ်ထောင်းအရရနဲ့ပြုံးပြရင်နဲ့ဖက်လဲတကင်းနဲ့ပါဟဲ့ော်လင်းတော့မင်းနဲ့ငါပြန်သာမဆုံးတာမင်းမြင်းတခုဖြစ်နေတယ်ကမင်းတရင်နေငါကြားနေတာပဲဝမ်းနေပါတယ်တကယ်ကြီးဟာတကယ်ပါ မင်းနာမည်ကျော်ဆိုင်ဆရာကြီးတယောက်ဖြစ်နေရတော့ငါမသိခဲ့ဘူးကွာအာကိစ္စမရှိပါဘူးကွာအခုငါတို့ပြန်ဆောင်ရပြီပဲဒါတော့ဒါပေါ့ကွာဒါပေမဲ့ငါထောင်ထဲမှာလေကွာခွီးထဲမှာပဲဟိုဝက်မသားတွေကအတုံးမကြတာနဲ့ငါထောင်ထဲရောက်လာတာကွာနေပလိစီအောင်ငါထောင်ကထွက်တော့မှအဲ့ကောင်တွေကလိုက်တတ်အောင်မယ်တကယ်ချင်းဟာစိတ်လျှော့ပါမင်းကလည်းထောင်ထဲရောက်နေပြီပဲတေမလို့လည်းဖြစ်ခဲ့ပြီတော်ရောပေါ့ကွာဟဲ့ရီနိုငါတေမလို့ဖြစ်တာမဟုတ်ဘူးကွာတေသွားတာအခုကငါတေရွာနဲ့ပြန်လာတာအေးပြောစမ်းမဟုတ်ကွာ အခုငါမင်းစီလာလဲအဲ့ဒီเจ้าနေမေးချင်လို့လာခဲ့တာအဲ့ဒီနောက်မှာတော့လင်းတော့ပြောသမျှတွေကိုလက်ရည်တို့နဲ့လိုက်မှတ်ထားဖို့အတွက်မဆုစာအုပ်နဲ့ဘောပင်ကိုအသစ်ပြင်ထားလိုက်ပါတယ်ဒါကိုလင်းတော့ကမြင်တော့သူ့ရဲ့ပုံစံဟာတိတိတတ်တာကြီးကိုပြောင်းလဲသွားခဲ့ပါတယ်ငယ်တငယ်ချင်းတယောက်ကိုပြန်တွေ့ရလို့ရှင်ရှင်ပြပြဖြစ်နေတဲ့သူ့မျက်နှာကချက်ချင်းကြီးကိုညှိုးငယ်သွားခဲ့ပါတယ်တက်တက်ကြွကြွဖြစ်နေတဲ့စိတ်တွေကလည်းလေးလံသွားသလိုပါပဲသူကလေးတန်ခက်ပြော့ပြော့လေးနဲ့စကားဆိုလာပါတယ်ပြောရမယ်တငယ်ချင်းဒီကိစ္စကတကယ်တော့ငါဘူးမှမပြောပြဘူးလို့ဆုံးဖြတ်ထားတာကွာ မင်းတို့တော့ငါပြောပြပါမယ်ဒါပေမဲ့ဒီအကြောင်းတွေကိုမင်းဘသူ့မှာထပ်ပြီးတော့မပြောပါနဲ့ကွာနော်စာတစောင်ပေတစ်ဖွဲ့လည်းမရေးပါနဲ့ကွာရေးခြင်းတစ်ပါးပြောခြင်းတစ်ပါးဆိုရင်လေငါတည်ပြီးတဲ့နောက်ပိုင်းမှာလောက်ကွာငါရှက်လွန်းလို့ပါကွာလင်းတော့စကားကကျွန်တော်ကိုအံ့ဩသွားစေခဲ့ပါတယ်သူ့ရဲ့ဖြစ်စဉ်အကြမ်းမြင့်ကိုတရင်စာကသစင်လူတိုင်းလူလူသိပြီးသားပါပဲသူ့အတွက်ဘာများရှက်เสียရှိသေးလို့လဲဧကာဏတော့လင်းတော့အဖြစ်ပြည့်ရဲ့နောက်ွယ်မှာလင်းတော့အတွက်ရှက်ဖို့ကောင်းတဲ့အကြောင်းအရာတခုရှိနေုံပဲထင်ပါတယ်ကျွန်တော်လင်းတော့ကိုဂရီပေးလိုက်ပါတယ်အေးပါတကယ်ချင်းဟာ မင်းတောင်းဆိုတဲ့အတိုင်းငါထိမ့်ပါမယ်ကွာငါဘယ်သူမှမပြောပါဘူးစာလည်းမရေးဘူးငါ့ကိုယုံကြည်ပေးပါနော်အဲ့ဒီနေမနဲ့ကငါတူးနေတဲ့မိုင်းတွင်နဲ့ပတ်သက်ပြီးတော့ငါစိတ်ထဲမှာတမျိုးကြီးဖြစ်နေခဲ့တာကွာစိတ်ထဲမှာလည်းလေးနေတယ်လို့ပဲအဲ့ဒါနဲ့ငါလည်းတာဝန်ကျအရာရှိဂရာဆင်ဆိုတဲ့လူစီကိုတွားပြီးအကျိုးအကြောင်းပြောပြပြီးတော့ငါရဲ့မိုင်းတွင်နေရာကိုလာစစ်ဆေးပေးဖို့တောင်းဆိုလိုက်တယ်ဂရာဆင်ကမငင်းပါဘူးတခါတည်းလိုက်လာပြီးတော့ငါနေရာကိုစစ်ဆေးပေးခဲ့တယ်ဒါပေမဲ့ तू ကကြည့်အောင်ကြည့်ပြီးတော့ပြန်သွားတာကွာဘာမှလုပ်မပေးတော့ အန်ဒီရမရှိပါဘူးဆိုပြီးတော့အလုတ်ဆက်လုပ်ဖို့ပြောသွားတယ်အဲဒီတော့ငါလည်းဆက်လုပ်ရတာပေါ့ကွာဒါပေမဲ့ငါစိတ်ထဲမှာတော့လေးနေတော့မယ်ကွာတခုခုဖြစ်မယ်ဆိုတာလည်းငါတိနေတယ်လို့ပဲထင်တဲ့အတိုင်းပဲငါကောင်းရင်တိတ်မကြလိုက်ဘူးမိုးချုံတယ်လို့လို့အတန်အင်းနဲ့တူမြေကြီးတွေငါ့ကိုပေါ်ပြုတ်ကြလာတာကွာရုပ်ချီးဆိုသလိုငါတကူလုံးလည်းမဲမောင်ကြသွားတာအဲ့ဒီနောက်တော့ငါဟာမောင်မောင်မဲမဲကြီးထဲမှာတံမဏိတကားကြီးတစ်ချက်ကိုတွေ့ခဲ့တာကွာငါအဲ့ဒီတကားကြီးကိုဖောက်ထွက်လိုက်တော့လေအပြစ်မှမှောင်နေတော့မယ်အဲ့ဒီအချိန်မှာပဲငါးစိတ်ထဲမှာအတိတ်တစ်ခုအလိုလိုဝင်လာခဲ့တယ် အဲ့ဒါတော့ငါတေဆုံးခဲ့ပြီဆိုတာပဲကွာငါလီထဲမှာမျောနေသလိုတရွေ့ရွေ့နဲ့ရွေလျားနေတော့တခြားကဘာတစ်ခုစီကိုရောက်နေသလိုပဲကွာဘသူ့ဦးမှာလဲငါမတွေ့ရအောင်ဘာတန်မှာလဲငါမကြအောင်နောက်တော့ငါမြေကန်းဆက်တစ်ခုကိုရောက်သွားတာကွာအဲ့ဒီမှာတော့ငါလာခဲ့တဲ့လမ်းလို့မှောက်မနေဘူးဒါပေမဲ့အလင်းရောင်ရှိနေရမျိုးလဲမဟုတ်ဘူးကွာညအချိန်မှာကြယ်အောင်လေးကြောင်မြင်နေရတဲ့အလင်းမျိုးကွာမြေကန်းဆက်ကိုငါရောက်ပြီးတော့တိတ်မကြခင်မှာပဲရေပြင်ကိုထိုးခွဲလော့ခတ်တဲ့တခုကိုငါကြားလိုက်ရတယ်တိတ်မကြပါဘူးကွာ လူတယောက်လှေလေးလော်ပြီးတော့ငါနားကိုရောက်လာတာကွာအဲ့ဒါဘာတူလဲကွာလင်းတော့စကားစားပြတ်မှာပဲကျွန်တော်ကစိတ်ဆန္ဒစောပြီးတော့ဝင်မေးလိုက်မိပါတယ်လင်းတော့ကလက်ကပြရင်းနဲ့အနားရောက်လာတော့သူကငါ့ကိုတေးသေးချာချာကြည့်နေတာကွာပြီးတော့ငါ့ကိုလာခေါ်တာလို့ပြောတယ်လှေပေါ်တက်ခိုင်းပြီးတော့ဟိုဘက်ကန်ကိုလည်းကိုယ်တိုင်လော်ဖို့အတွက်ခိုင်းတယ်တော်တော်လေးကြောင်မြင်တတ်နေမိတဲ့ငါဟာသူ့စကားတွေကိုအလိုလိုနာခံမိသွားတယ်ကွာဒါမဲ့အဲ့ဒီလိုနာခံတဲ့အကြောင်းတောင်ငါးပါးဆက်ကပြောလို့မထွက်ဘူး သူဘသူလဲဆိုတာရောငါဘယ်ရောက်နေလဲဆိုတာသိကြင်ပေမဲ့အဲ့ဒီချိန်မှာငါပါဇက်ကစွန့်အနေရငါရဲ့ရှာခေါင်မိုးအောက်ကမျက်နှာချက်လိုပဲကွာအာကောင်မှာတောင်းတောင်းကြီးကက်နေရစကားတလုံးမှမပြောနိုင်ခဲ့ဘူးအဲ့လိုနဲ့ငါလေကိုလော့ခတ်သွားလိုက်တာနောက်ဆုံးကန်ဆက်တစ်ခုကိုရောက်သွားခဲ့တယ်အဲ့ဒီမှာငါလေဘောကနေဆင်းပေးလိုက်ရတယ်ကွာငါလဲလေဘောကဆင်းပြီးတော့ဟိုလူကလည်းလေကိုလော့ထွက်ပြီးတော့အမောင်ထဲမှာပျောက်ကွယ်သွားတာအဲ့ဒီကန်ဆက်ကရောဘယ်နေရာလဲကွာမသိလားမသိဘူးကွာအဲ့ဒီကန်ဆက်တစ်ခုလုံးလဲ ငါတယောက်တည်းရှိတာကွာဘာလို့လို့ဘာကံမှန်လဲငါလည်းမသိဘူးကွာအဲ့ဒါနဲ့ပဲရှေ့ကိုလမ်းကြည့်လိုက်တော့လမ်းတစ်ခုရှိတာကိုငါမျက်စိထဲမှာမြင်လဲရတယ်တလန်းကျဲလဲကျဲတယ်ကွာလမ်းလဲကောင်းတယ်နောက်တလန်းကတော့ခက်ဆူဆူလမ်းကျင်းကျင်းလေးလမ်းတစ်ခုကဥတီယာမတူဘူးကွာခက်ကျကျလမ်းမအီတိုင်းပဲငါဝင်လာခဲ့လိုက်တယ်ဒါပေမဲ့တိတ်ဝေးဝေးတော့မသွားနိုင်ပါဘူးကွာအတွင်းရောက်လေလေမှောင်လေလေဆိုတော့သွားတာလည်းမတွင်ဘူးပေါ့ငါရဲ့လမ်းကိုပြပေးနေတယ်လို့တစ်ချက်တစ်ချက်လျှက်တစ်ပြက်လင်းလာတဲ့ခက်လန်းလန်းကအလင်းရောင်လေးကိုပဲအာကိုပြီးသွားနေရတာ အဲ့ဒီကိုသွားတော့မင်းဘယ်ရောက်သွားလဲကျွန်တော်ကဆန်နာတွေစောနေပြန်ပါတယ်လင်းတော့ကတော့ထုံများနဲ့အတော်လေးအားချောက်သွားပုံရပါတယ်ဂရင်ဘေးနားမှာခြားထားတဲ့ဇပွဲပေါ်ကရေတခွက်ကိုလမ်းယူပြီးတော့ခါးကိုဆန့်ရင်းနဲ့တကြိုက်နှစ်ကြိုက်လောက်တောက်လိုက်ပါတယ်ဘဲမှမရောက်ဘူးကွာလမ်းခူးလမ်းမှာတင်တရဝါကြီးတစ်ကောင်ကိုတွေ့လေရတယ် ူရဲ့ပုံစံလူတယောက်နဲ့တူပဲမဲ့သွေးပြက်လောက်အောင်တော့အတော်ကြီးကိုကြောက်စရာကောင်းတာကွာသူရဲ့ရက်ကြီးက10ပြီကျော်လောက်ရှိတယ်ကြောပေါ်မှာလည်းအတောင်ကြီးနှစ်ဖက်နေကွာမဲလိုက်တဲ့အသားရောင်ကလည်းမိုင်းနှင်းထဲမှာငါတူးခဲ့တဲ့ကြောက်မီးသွေးတောင်အဖေခေါ်ရလောက်တယ်တကူလုံးကလည်းအဝတ်စားတစ်ခုမှမရှိဘူး သူ့ရဲ့မျက်လုံးတွေကမီးဟုံဟုံတောက်လောင်နေတဲ့ဘောလုံးကြီးတွေလိုပဲကွာပလဲနှစ်အောင်လို့ဖြူဖွေးနေတဲ့သွားကြီးတွေကတော့တစ်ချောင်းတစ်ချောင်းနှစ်လက်မလောက်ရှိတယ်ကွာသူ့နှာခေါင်းကလည်းနှာခေါင်းလိုသတ်မှတ်လို့ရတဲ့အရာပေါ့ကွာအဲ့ဒါကြီးကခက်ပြားပြားကြီးနဲ့ကကကြီးကွာအကြီးပဲကြီးနှန်းကျိုးတွေလိုမာတောင်ပြီးတော့မဲနှက်နေတဲ့သူ့ခေါင်းပေါ်ကအမွှေးတွေကပခုံးထက်ကိုရောက်လောက်အောင်ကိုရှည်ကြနေတာသူ့ရဲ့အတန်ကလည်းချင်းသေးတကောင်ဟိမ့်လိုက်တယ်လို့မျိုးယူတော်တော်ကိုကြောက်စရာကောင်းတာကွာပြီးတော့သူ့လက်ထဲမှာ15ဗီလောက်ရှိတဲ့လှန်အင်းတစ်ချောင်းနဲ့ကင်ထားသေးလေရတစ်ပြက်ဆိုသလိုတစ်ခါတစ်ခါလင်းလက်လာတဲ့အရာ ောင်အောင်မှာတည်တည်ချာချာသူ့ကိုကြည့်လိုက်ပြီးတော့ "तू อ่ะหลูเนี่ยတော့တော်တော်တူတယ်ကွာ။ဒါပေမဲ့ तू อ่ะหลูတော့မဟုတ်ဘူး။မြောက်เนี่ยလည်းတူတာပဲကွာ။ဒါပေမဲ့ तू อ่ะမြောက်လည်းမဟုတ်ဘူး။အဲ့ဒီကောင်ကြီးကသူ့နောက်ကနေငါ့ကိုလိုက်ခဲ့ဖို့ပြောတာကွာ။ငါလည်းလိုက်သွားရတာပေါ့ကွာ။အဲ့ဒီအချိန်မှာငါကဘာများလုံနိုင်အောင်မလုပ်လဲ။အဲ့ဒီကောင်ကြီးနောက်ကလိုက်သွားပြီးတော့တော်တော်လေးသွားပြီးတော့တောင်ကြီးတစ်ခုရှိကိုငါတို့ရောက်သွားကြတာကွာ။ထူးဆန်းတာအဲ့ဒီတောင်ကြီးကငါတို့ရှိနေတဲ့ဘက်အချမ်းမှာနန်ရံကြီးတစ်ခုလိုမျိုးပြောင်ချောညီပြီးတော့မမတ်ကြီးရှိနေရပဲ။ နိုင်ရံပေါ်မှာတော့ငရဲပြီလို့ရေးထားတဲ့စာတန်းကြီးကိုတွေ့တယ်ကွာငါးဒီမှာတော်တော်လေးလန့်သွားခဲ့တာစွစွနာကငါပြောခဲ့တဲ့အကောင်ကြီးကအဲ့ဒီနိုင်ရံကြီးနဲ့ကတ်သွားပြီးတော့သူ့လက်ထဲကလှန်ရဲ့လက်ရိုးနဲ့နိုင်ရံကိုတုံးချက်ခောက်လိုက်တာကွာခဟင်းအတန်ကြီးနဲ့တူနိုင်ရံပေါ်မှာတကားကြီးတစ်ချက်ပေါ်လာပြီးတော့အတွင်းဘက်ကိုပွင့်သွားတာကွာအဲ့ဒီတကားကနေပဲငါတို့အထဲကိုဝင်ခဲ့ကြရတယ် အဲ့အထဲထဲမှာမင်းဘာတွေ့ခဲ့သေးလဲဘာမှမတွေ့ရဘူးကွာအထဲမှာလည်းပိမ့်ပိတ်နေအောင်မှောင်မဲနေရလမ်းသွားတာတော့မှငါးရှိရသွားနေတဲ့လမ်းပြအကောင်ကြီးရဲ့ခြေတံကိုနားဆွင့်ပြီးတော့လိုက်ရတာကွာလမ်းတစ်လျှောက်လုံးကလည်းတေလူမျိုးပါအော်ဟစ်ညီးတွားနေတဲ့အတန်နေငိုယူတန်နေရေရေရေဆိုပြီးတော့တောင်းနေတဲ့အတန်နေမှောင်မှောင်မဲမဲကြီးထဲမှာကြားနေရသေးတာကွာအဲ့ဒီလိုညီးတွားတန်နေကြားနေရတဲ့နေရာတော်တော်များများကိုဖြတ်သွားပြီးတော့မှဒကမာကြီးတစ်ခုရှိကိုငါတို့ရောက်သွားခဲ့ကြတယ်အဲ့ဒီဒကမာကြီးက ငါတို့ဝင်ခဲ့တဲ့တကားရဲ့တစ်ဖက်စွန်းမှာရှိနေတဲ့ထွက်ပေါက်တကားကြီးပဲကွာအဲ့ဒီတကားမှကြီးကထွက်လိုက်တယ်ဆိုရင်ပဲတော်တော်ခက်ကြကြလွင်မြင်ကြီးတစ်ခုကိုငါတွေ့လေရတယ်အဲ့ဒီလွင်မြင်ကြီးထဲမှာခုနကငါ့ကိုလမ်းပြပေးခဲ့တဲ့အကောင်ကြီးကငါ့ကိုထားခဲ့တာတော်တော်ကြောင်ငါတယောက်ထဲနဲ့အဲ့ဒီလွင်မြင်ကြီးထဲမှာရောင်းလဲလဲဖြစ်နေပြီးတော့ငါနောက်ကိုစွစွနတော့အကောင်ကြီးနဲ့ပုံစံတူသရဝါတကောင်ထက်ရောက်လာတာကွာစွစွနတော့အကောင်နဲ့ကြွာတာတော့သူ့လက်ထဲမှာကင်ထားတာကြီးပဲကွာ तू ကစွစွနအကောင်ကြီးလိုလှမ်းမကင်ဘူးကွာ तू ကင်ထားတာဓားရှည်ကြီးတစ်ချောင်း ပြီးတော့ तू อ่ะစွစွနာအကောင်ကြီးလို့ငါ့ကိုလမ်းပြရအောင်လာတာမဟုတ်ဘူးကွာနောက်တစ်ချိန်ငါကြခံရမယ်ငရဲနဲ့ပတ်သက်ပြီးတော့ပြောပြရအောင်ရောက်လာခဲ့တာတဲ့ तू อ่ะကြောက်ရွံ့စရာကောင်းလောက်အော်နှလုံးနာစရာအသင့်အင်းနေကွာမင်းခုနကလာတဲ့လမ်းမှာညီးတွားတန်တွေငိုယိုတန်တွေရေတောင်းတန်တွေကြားခဲ့တယ်မဟုတ်လားအေးအဲ့ဒီအတန်တွေကမင်းလျှောက်ခဲ့တဲ့လမ်းရဲ့ဘေးဘက်မှာရှိတဲ့မီးပင်လေကြီးထဲမှာကြာခံနေရတဲ့ငရဲသားတွေစီကလာတဲ့အော်တန်တွေပဲ အသက်30ကျော်ကျော်လေးမှာဒူးစရိုက်တွေ100ကျော်အောင်ကျူးလွန်ပြီးတော့အာကုသူတွေတတိကြီးလောက်ခဲ့တယ်။မင်းလဲနောက်တစ်ချိန်ကြလို့ရှိရင်အဲ့ဒီမီးပင်လေကြီးထဲမှာငရဲကြခံရမှာလို့ပြောတယ်။ပြီးတော့ငါရောက်နေတဲ့လွင်ပြင်ကျဲကြီးအကြောင်းကိုလည်းပြောပြတယ်ကွာ။ဒီလွင်မြေဟာအချိန်မီပြင်ဆင်ခြင်းပြင်ဆင်ခွင့်ရတဲ့လူတွေသာရောက်ခွင့်ရှိတဲ့လွင်ပြင်းနဲ့ဒီလွင်မျိုးရောက်ခဲ့တဲ့လူတွေကလည်းလက်ချိုးရည်လိုရအောင်တော်တော်ကိုရှားတယ်တဲ့။ငါရဲ့အနာဂတ်မှာငါခံရမယ့်ငရဲကြောင်းအောင်တည်လျရတော့ငါတော်တော်လေးကိုတုံလုံးသွားခဲ့တာကွာ။ လွင်မြင်ကြီးထဲမှာအဲ့ဒီကောင်ကြီးနဲ့အတူရက်နေရင်ကနေသတိလစ်ချင်တယ်လို့ဖြစ်ပြီးတော့ငါပက်လက်လန်ကြသွားတာဒါပေမဲ့ငါသတိတော့လစ်မသွားဘူးကွာအိပ်ပျော်နေတယ်လို့လို့နိုးနေတယ်လို့လို့ဖြစ်ပြီးတော့အိမ်မက်မက်တယ်လို့လည်းဖြစ်သွားတယ်အိမ်မက်ထဲမှာလဲကျနေတဲ့ငါကောင်းထက်ကောင်းငင်ပေါ်မှာမြို့ကြီးတစ်ခုကိုငါတွေ့လိုက်ရတာကွာအဲ့ဒီမြို့ကြီးကအရန်ကိုလပပြီးတော့မြင်လိုက်တာနဲ့အရန်ကိုပျော်စရာကောင်းတဲ့မြို့မှန်တည်တာနေဖျားစာအုပ်တွေဘာသာရေးစာအုပ်တွေထဲမှာငါငငယ်တော့ကဖတ်ခဲ့ဦးတဲ့အတိုင်းပဲကွာအေးမြလပလာတဲ့ရောင်စုံပန်းမွင့်နေကြတဲ့မှာပြေးလွှာဆော့နေတဲ့နတ်သမီးတွေလည်းငါမြင်နေရတယ် ငင်းငင်းညံ့ညံ့နဲ့ပျော်နေတဲ့နတ်သားတွေလည်းငါတွေ့နေရတယ်။အဲ့ဒီနတ်သမီးတွေနတ်သားတွေကြားထဲမှာငါဘသူ့ကိုထပ်ပြီးတွေ့လေရလဲမသိလား။ စိုးမိုက်လွန်တဲ့ငါ့အတွက်နဲ့ရင်ခွဲနာကြပြီးတည်သွားခဲ့ရတဲ့ငါ့အမေအမေလဲငါ့ကိုအဲ့ဒီကောင်းငင်မြို့တော်ကြီးပေါ်ကနေပြီးတော့လှမ်းပြီးမြင်သွားပုံရတယ်ကွာငါ့ကိုဆွဲယူမချီဖို့ကြိုးစားသေးတယ်ဒါပေမဲ့ဘလို့မှမရဘူးကွာအဲ့ဒီအချိန်မှာငါ့ကိုယ်ပေါ်အဆမတန်လေးတဲ့အရာဝတ္ထုကြီးတခုနဲ့ဖိခန့်ထားရတယ်လို့မျိုးခံစားနေရတာနောက်ဆုံးတော့အမေကလက်လျှော့လိုက်ရတယ်သူ့ရဲ့နှီးမရှိနေတဲ့ပန်းမင်မော်ကပန်းတဝင်းကိုခူးပြီးတော့ငါ့ခန္ဓာကိုယ်ပေါ်ပစ်ချပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီပန်းလဲငါ့စီကိုမရောက်ပါဘူးကွာအမေလက်ထက်ကပန်းမွင့်လေးကြလာကစားမှာပဲငါလန့်လို့တို့လို့ဖြစ်သွားတာ အနားကိုကြည့်လိုက်တော့ငါကြခံရမယ်ငရဲ့ကြောင့်ပြောပြခဲ့တဲ့အကောင်ကြီးအနားမှာမရှိတော့ဘူးကွာအလာတော့ကလမ်းပြပေးခဲ့တဲ့အကောင်ကြီးပဲငါ့ရဲ့အနားမှာပြန်ရောက်နေတာ။ तू ကငါ့ကိုအလာတော့ကလမ်းအတိုင်းပဲပြန်ပို့ပေးခဲ့တယ်။ဒါပေမဲ့ခရီးဆုံးအထိတော့မဟုတ်ဘူးကွာငရဲပြည်ဆိုတဲ့စိုင်းမုတ်ကြီးရှိတဲ့တကားဝအထိပဲပို့ပေးခဲ့တာ။တကားကြီးကိုကြော်တော့မှောင်မှောင်မဲမဲနဲ့ငါတယောက်တည်းရှိတော့တာ။ငါလဲစန်တဝါဝါနဲ့ပဲပြန်လာခဲ့ရတာကွာ။အဲ့လိုနဲ့တနေရာရောက်မှာအမောင်တွေကတခုခုနဲ့ငါခေါင်းကိုစောင့်မိပြီးတော့ငါလဲကြသွားတာ။ငါမျက်လုံးတွေလည်းပြသွားတာကွာ။ ပြသွားတဲ့မျက်လုံးတွေကိုစူးစမ်းပြီးပြန်ဖွင့်ကြည့်လိုက်တဲ့အခါအမောင်နှုတ်ထဲမှာရှိမနေတော့ဘူးကွာ ဂျက်ဖာဆန်အချင်းထောင်ထဲကဇင်းကြံလမ်းလေးတစ်ခုငါပြန်ရောက်နေပြီးတော့လူလောကတွေကိုငါပြန်ရောက်နေခဲ့တာအဲ့ဒီကလေးကငါဆုံးဖြတ်လိုက်တယ်ဒီတစ်ခါထောင်အားထွက်လို့ရှိရင်ဒူးစရိုက်အလုပ်တွေငါမလုပ်တော့အကုသူနဲနိုင်တဲ့မြန်မာနဲအောင်ကြိုးစားတော့မယ်တရားဓမ္မဘက်ကိုတည်တည်ချာချာလေးလာလိုက်စားပြီးတော့အမေရှိတဲ့ကောင်းကင်ဘောကမြို့ဟောင်းကြီးကိုသွားနိုင်အောင်လို့ငါကြိုးစားတော့မယ်တကယ်ချင်းကလင်းတော့ရဲ့အကြောင်းစုံကိုသိလိုက်ရတော့ကျွန်တော်စိတ်ထဲပို့ပြီးတော့ထူးဆန်းသွားတယ်လို့မျိုးခံစားလိုက်ရပါတယ်ယုံရခက်ခက်ဆိုတာမျိုးလည်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဘာမှအထွတ်မတက်ခဲ့ပါဘူး အပိနိဒိတ်စကားလဲအ ਨੇ ပါပြောဆိုပြီးတော့နှုတ်ဆက်ထပြန်ခဲ့ပါတယ် အဲ့ဒီချိန်ကစလို့လင်းတော့နဲ့ကျွန်တော်ပြန်ဆုံပြစ်ခဲ့ပါတယ်နောက်ပိုင်းမကြမကြလဲသူ့စီထောင်ဝင်စာအတွေ့အကြုံမျိုးတွားခဲ့ပါတယ်လင်းတော့ကတော့သူ့ခြေတော့တန်ရာကြောင့်ထောင်ဆေးရုံပေါ်မှာ6လလောက်ကြာခဲ့ပါတယ်နောက်ပိုင်းမှသာအလုပ်ပြန်လုပ်နိုင်ပါတယ်ဘာပဲပြောပြောအဲ့ဒီနောက်ပိုင်းတော့လင်းတော့ဟာတော်တော်လေးကိုနူးညံ့တိမ်မွေ့သွားခဲ့ပါတယ်ဘာသာတရားကိုလည်းတော်တော်လေးကိုင်းဆိုင်သွားခဲ့ပါတယ်မြင်းတခုဘွားကသူနဲ့လက်တွဲပေါ်ဖြစ်ခဲ့ကြပြီးတော့သူ့ရဲ့စိုးပုံမိုက်ပုံတွေကိုတွေ့ကြုံခဲ့ဘူးသူတွေဆိုရင်လင်းတော့ဟာအသက်ရှင်လျက်နဲ့ဘွားနှစ်ခုပြောင်းသွားတယ်လို့တောင်ဆိုခဲ့ကြပါတယ်ဇလန်းလေးကတော့ဒီမှာဒီမဲ့ ပြီးဆုံးသွားခဲ့ပါပြီဗျကျွန်တော်ရဲ့ဇက်လန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်